အားလုံးပဲမင်္ဂလာပါရှင်ရောပရိတာ channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ရှင်ယွန်းရဲ့ကိုကိုကိုလဲတနာပါအောင်ဆိုတဲ့အစာအုပ်လေးကိုဖတ်ပြပေးကြပါတယ်ရှင်အဲအဲ့အစာအုပ်လေးထဲမှာလေခေါင်းစဉ်အတူလေးတွေပေါ့နော်အဲဥမာအဲ့လိုမာနထားပါတယ်နေရာတကာမထားခဲ့တာပါဒီလိုလေးနေပါရင်ကျက်တင်းတလောက်ရင်ကျက်လာပါပြီအဲ့လိုခေါင်းစဉ်အတူလေးနဲ့သွားထားတယ်ရှင် အဲ့တော့အဲ့လိုခေါင်းစဉ်တူလေးနဲ့ပဲအချိန်တစ်ခုလောက်ထိဖတ်သွားပေးမယ်နော်ကိုကိုကိုလည်းတနာပါအောင်ရှင်ယွန်းအပိုင်1မာနရှိပါတယ်နေရာတကာမထားခဲ့တာပါမာနမရှိဘူးရဲ့လို့တော့ဘယ်ဟုတ်ပါမလဲရှိတဲ့လောက်မာနလည်းရှိပါတယ်မလို့အပ်ဘူးထင်လို့မဖို့ပြပဲထားတာပါ မာနတွေထားရင် မလို့အပ်ပဲဒစိမ့်ဆန်ကုန်မှာစိုးလို့လေ ကိုကိုအလေးထားတဲ့လူအပေါ်လဲပြန်ပြီးတော့အလေးထားတယ်မလိုအပ်ဖဲနဲ့မာနမထားပဲနေပါတယ်ဒါပေမဲ့ခေါင်းငုံနေပါတယ်လို့တော့အထင်မရောက်နဲ့ပေါ့ရှိတဲ့မာနလေးတွေတော့ရှိပါတယ်ကိုကိုမခေါ်ခြင်းလို့မျက်နာလွှဲသွားတဲ့သူကိုလိုက်ပြီးခေါ်နေလောက်တဲ့အထိကျမတန်မိုးမမဲ့ဘူးကိုကိုမလိုခြင်းတဲ့လူပေါ်လိုက်ပြန်တွေ့ကက်နေရလောက်တဲ့အထိကျမမာနမမဲ့ဘူးကိုဘက်ကအတက်နိုင်ဆုံးရှော့ထားပါတယ် ဒါကမှတစ်ဖက်ကလျှော့မရအောင်တင်းလိုက်ရင်အပြက်ပဲခံလိုက်တယ်ဆက်ပြီးမလျှော့တော့ဘူးကို့ပေါ်မစာနာတဲ့လူပေါ်မာနမထားပဲနေရင်ခေါင်းမော်တက်နှင်းသွားလိမ့်မယ်ပြီးတော့အလုတ်ထဲမှာဆိုမာနမထားဘူးဒါပေမဲ့တီတီတန့်တန့်နေထိုင်နေရောလို့ရင်သူ့နေရာကို့နေရာမေ့သွားတတ်ကြတယ်လေအထိုက်လျောက်ပေါ့ပျော်စရာရှိတဲ့အခါပျော်ပျော်ပါပါနေတယ်တီစရာနေရာရှိတဲ့အခါတီတီတန့်တန့်နေထိုင်နေ ကိုကိုမသိရဲ့လူတွေကတော့ဒီလူမာနကြီးလိုက်တာတဲ့ကို့အတွင်းနဲ့ကိုပါပဲထင်ကျင်တယ်လို့ထင်နိုင်ပါတယ်လိုက်ပြီးရှင်းပြနေရတော့တဲ့အထိကျမအားရမနေဘူးလေအဓိကကကို့ပေါ်တတ်မိုးထားတဲ့လူပေါ်ပြန်ပြီးအလေးမထားဖို့မာနမထားဖို့ပဲလိုတာလေမိဘတွေပေါ်မာနမထားဘူးညီကိုမောင်နှမတွေပေါ်မာနမထားဘူးကိုချစ်ရခင်ရတဲ့လူတွေပေါ်မာနမထားဘူးရှိတဲ့နဲ့မာနလေးတော့ရှိပါတယ် ဒါပေမဲ့နေရာတကာတော့ထုတ်ထုတ်မသုံးဘူးပေါ့မိမသားတို့အတွက်ရှင်ယွန်းဒီလိုလေးနေပါကိုကိုအလေးထားတံမိုးထားတဲ့လူပဲပြန်ပြီးတံမိုးထားတော့မယ်အများကြီးမျှော်လင့်ရတာပင်မနဲ့လေကိုကိုမလို့အပ်ဘူးထင်ရင်ကိုကလည်းဘလောက်ပဲလူချင်းလူချင်းဆွဲမထားတော့ဘူးမခေါ်ချင်လို့မမြင်ချင်အောင်ဆောင်သွားတဲ့လူကိုလိုက်ပြီးမခေါ်တော့ဘူး ကို့အတွက်မရှိမဖြစ်ဆိုတဲ့စကားလုံးကိုထပ်ပြီးမသုံးနှုံတော့ဘူးကို့မာနလေးနည်းနည်းတော့ထားမှရတော့မယ်သူကတော့နေနိုင်သေးရင်ကိုလည်းနေနိုင်ရမယ်ဆိုတဲ့မာနသူမှမလိုအပ်ရင်ကိုလည်းမလိုအပ်ဘူးဆိုတဲ့မာနမရှိမဖြစ်ကိုထားမှရတော့မယ်ဝေးသွားချင်လဲဝေးသွားပါစီတော့ကိုဆွဲမှမြဲမဲ့လက်တွေပဲဘဝလည်းရှိနေတော့လဲဘာပေါက်မှလဲကိုပဲတံမိုးကြလွန်နေသူချေကိုချေပဲနေတာကောင်းပါတယ် ထိုက်တန်တာလောက်ပဲပြီးတော့မယ်။စေတနာနဲ့ထိုက်တန်တဲ့လူတွေအတွက်စေတနာတွေထားမယ်။ဥပိ္ပခာနဲ့ထိုက်တန်တဲ့လူတွေအတွက်ဥပိ္ပခာပြုထားပြီးတော့မယ်။တန်ရတန်ရပေါ့မဟုတ်ရင်စေတနာဘလဘွားတွေပြီးလဲနောက်ဆုံးကိုပဲစော်ကားခံရတယ်။နောင်နာတွေရလာရုံကလွဲလို့ဘာဆိုဘာမှအထူးမလာခဲ့ဘူးလေ။နေနိုင်သွားခဲ့တာမဟုတ်ဘူး။ခဏခဏခံရပါများလို့တော့နေတတ်သွားခဲ့ယုံပါ။မိမသားတို့အတွက်ရှင်ယွန်း ရင်ကျက်တင်းတလောက်ရင်ကျက်လာပါပြီ။ခေါင်းစဉ်တက်လိုက်တာလွယ်လွယ်လေးပါရင်ကျက်မှုတဲ့။စကလုံးလေး၃လုံးပဲဒါပေမဲ့လွယ်လွယ်လေးရခဲ့တာတော့မဟုတ်ဘူးပေါ့။ငငယ်ကအသက်ကြီးလာရင်ရင်ကျက်လာမယ်လို့တွေးခဲ့ဘူးတာကို ပြန်သတိရပြီးကိုကိုကိုရည်ကျင်လာတယ်။ကလေးတွေးလေးရင်ကျက်မှုဆိုတာအသက်အရွယ်နဲ့သက်ဆိုင်တယ်လို့ယုံကြည်ထားတဲ့ကလေးတစ်ယောက်ရဲ့ဖြူစင်မှုပေါ့။တကယ်ဘဝတည်းလဲလျှောက်ရောဖြတ်တန်းခဲ့ရသလောက်ကြုံတွေ့ခဲ့ရသလောက် တင်ငန်းစာယူနိုင်သလောက်ရင့်ကျက်လာနိုင်တယ်ဆိုတာသဘောပေါက်စပြုလာတယ်။အခုရင့်ကျက်တင်သလောက်ရင့်ကျက်လာပါပြီ။အသက်အရွယ်နဲ့မမျှတဲ့ရင့်ကျက်မှုတွေရဖို့အသက်အရွယ်နဲ့မမျှတဲ့ဒုက္ခတွေလိုတယ်လေ။အရင်ကလိုမျက်ရည်မလွယ်တော့ဘူး။အရင်ကလိုတယောက်ယောက်မရှိတိုင်းအထီးမကျန်တော့ဘူး။အရင်ကလိုဒုက္ခဖြစ်တိုင်းတယောက်ယောက်ကိုမတတော့ဘူး။အရင်ကလိုတစုံတယောက်မရှိလို့မဖြစ်ဘူးလို့မတွေးထားတော့ဘူး။အလုံးစုံရင့်ကျက်နေပြီလို့တော့မဟုတ်ဘူးပေါ့။ ်ရင့်ကျက်တင်တဲ့လောက်တော့ရင့်ကျက်နေပြီလို့ထင်ပါတယ်မိမသားတို့အတွက်ရှင်ယွန်းဘဝကနေတတ်ရင်ကျင်းနေစရာပါငိုချင်နေတာများမျိုးသိမ့်မထားနဲ့ငိုချပစ်လိုက်မျက်ရည်ကျတိုင်းရှုံးပေးတာမှမဟုတ်တာဘသူမှမစားနာတဲ့ဒဏ်ရာတွေရလာတဲ့အခါဘသူကိုရင်ဖွင့်ရမယ်မသိလမ်းတွေပြောင်းနေတတ်တယ်ကိုယုံကြည်ရတဲ့တစုံတစ်ယောက်ဆိုတာမရှိခဲ့ဘူးလေကိုတော့ကတွေကိုနားထောင်ပေးမဲ့နားတစုံမရှိခဲ့ဘူး ဘာပဲဖြစ်လာဖြစ်လာဒီရင်ဘက်ထဲထည့်ပြီးကိုကိုကိုပဲကြိတ်ခံစားနေရတာအချိန်ကြာလာတာနဲ့အမျှပိုပြီးနာကျင်လာရတတ်တယ်။အာရပါရငိုချပြစ်လိုက်ပါ။မျက်ရည်ဆိုတာနှုတ်ကထုတ်ပြောခွင့်မရှိတဲ့ခံစားချက်တွေကိုဘာသာပြန်ပေးတဲ့နေရာမှာအတော်ဆုံးပဲ။တောကတွေကိုလည်းညှော့ချပြစ်လိုက်လို့ရတယ်။တအီအီနဲ့မငိုနဲ့အာရပါရငိုချလိုက်တယ်။ဘသူမှကိုငိုလို့အပြစ်မပြောတဲ့အရက်မှာဘသူမှကိုငိုနေတာမမြင်တဲ့အရက်မှာ အာရပါရငိုပါရင်မက်ထဲကခန်းစားချက်တွေပြင်းထန်ရင် ပြင်းထန်သလောက်ငိုပါငိုပြီးသွားပြီလားငိုပြီးသွားတဲ့အခါမျက်ရည်တွေတစမှမကြံအောင်တုပ်ပြီးရင်အလှဆုံးပြုံးပြီးမူလဖြစ်တရားအရက်ကိုပြန်လာပါဆက်ပြီးရှောက်ရမယ့်လမ်းတွေအများကြီးကြံသေးတယ်ကိုရှောက်မှရောက်မဲ့လမ်းတွေလေပြီးတော့အနာဂတ်တွေအတွက်အိမ်မက်တွေဆက်ပြီးရှင်သန်နေဖို့လိုသေးတယ်ဘဝဆိုတာတူတူလေးတဲ့ တကယ်လျှောက်တဲ့အခါတော့ဘွားကကိုလျှောက်ရင်လျှောက်သလောက်ရှည်လွန်းပါတယ်။ဒါကြောင့်ရင်မက်သေးကအရာအလုံးကို ပြည့်သိမ့်ကြက်အောင်ထည့်ပြီးမွန်းကြက်မခံနဲ့။ငိုစရာတွေကြုံလာတဲ့အခါငိုပါ။ငိုပြီးတဲ့အခါအလှဆုံးပြုံးပြီးအကောင်းဆုံးဖြစ်အောင်ကိုလန်းကိုပြန်လျှောက်ပါ။ဘွားကနေတဲ့ရင်ဂျင်းနဲ့ဆရာကောင်းပါတယ်။မိမသားတို့အတွက်ရှင်ယွန်း ကိုကိုမိခိုပြီးရက်နေတဲ့ဘဝတွေအတွက်ကျမလဲကြလို့မဖြစ်ဘူးကျမလဲကြလို့မဖြစ်ဘူးဘသူ့ကိုမှမိပြီးရက်မနေရင်ဘာအတွက်မှလဲကြစရာအကြောင်းမရှိဘူးတဲ့ဒီရာကိုကျမပြောင်းပြန်လေးပြန်ကောက်ပြီးပြောပြစီတစုံတစ်ယောက်က ကိုကိုမိပြီးရက်နေတဲ့အခါကိုကလဲကြပြစ်လိုက်လို့မရဘူးလေဟုတ်တယ်မလားမပင်မမ်းဘူးလားလို့မေးလာတဲ့အခါတကယ်ကိုဖြေချင်ပါတယ်ရှေ့ဆက်ပြီးနောက်တစ်ရက်ကိုမကြိုနိုင်လောက်အောင်ပင်မန်းလွတ်နေပါပြီ ဒါပေမဲ့အနောက်ကိုလှည့်ကြည့်တဲ့အခါကိုကိုအာကိုတကြီးနဲ့ကြည်နေတဲ့မျက်ဝန်းတွေလည်းအများကြီးပဲကိုကသမီးအကြီးလေးအဖေနဲ့အမေရဲ့မျောလင်းချက်တွေအားလုံးကိုထွေးပိုက်ထားခဲ့တဲ့သူပေါ့အဲ့ဒီအနောက်မှာအမကြီးတော့အမိယာဆိုတဲ့တာဝန်တရက်လည်းရှိသေးတယ်ကျမပင်မနေပါဘူးဆိုုံနဲ့လဲပြိုကျသွားလို့မဖြစ်ဘူးကျမပြိုလဲသွားလို့လည်းမဖြစ်ဘူးလေကိုဆန္နာရီထက်ဖြစ်တဲ့အရာတွေကိုဦးစားလဲပေးတတ်ရတယ်ဦးစားလဲပေးခဲ့ပါတယ် အဲ့ဒီအတွက်ပြန်ရလာတဲ့အရာတွေကပီတိတွေဖြစ်နေတာတွေကပဲကျင်းနေစရာပါ ကိုကိုမှုပြီးရက်နေတဲ့ဘဝတွေကိုကိုမှုစရာမလိုတော့တဲ့အမြင့်ကိုရောက်သွားတဲ့အခါကြော်ရတာပါပဲအဲ့ဒီပီတိတွေနဲ့ပဲအသက်ဆက်နေရတာပါတချို့ရက်တွေမှာအသက်ရှင်ကျင်စိတ်မရှိတော့အောင် စိတ်ဓာတ်တွေလည်းကျခဲ့မှုပါတယ်ဒါပေမဲ့ကို့တဘဝတည်းမဟုတ်ဘူးလေဆိုတဲ့အတွေးနဲ့မပျော်ပေမဲ့ပြုံးပြီးအိမ်ပြန်ခဲ့တာပါပဲကျေးဇူးပြုပြီးတော့ကျမကို စာနာခြင်းမှစာနာပါ ါပေမဲ့အပေါ်ယံထင်မြင်ချက်တွေနဲ့တခြားသူတွေရဲ့ဘဝတွေကိုမပုတ်ခတ်ပါနဲ့ကိုမသိတဲ့ဘဝတွေအများကြီးရှိနေနိုင်တယ်လို့ကိုမသိနိုင်တဲ့တောကတွေမှအများကြီးပါဒီလိုဘဝတွေကိုသကလုံးတွေနဲ့အာအင်တွေမပေးခြင်းနေပါသကလုံးတွေကြောင့်နာကျင်ရတာမျိုးတွေမဖြစ်ပါစေနဲ့လူတိုင်းမှာပြိုလဲကြလို့မရတဲ့အကြောင်းပြချက်တွေအများကြီးရှိနေနိုင်တယ်လို့ပင်မနေပေမဲ့ဆက်လျှောက်နေတဲ့ခြေထောက်တွေရှိနေတတ်ပါတယ်တစ်ခါတလေမှာပျော်လို့ပြုံးနေတာမဟုတ်ပဲ ပျော်လာမလားဆိုပြီးပြုံးနေတဲ့နှုတ်ခမ်းတွေလည်းအများကြီးပါ။တစုံတစ်ခုကိုမှီပြီးရက်မနေရင်ဘာအတွက်ကြောက်မှလဲကျစရာမရှိဘူးတဲ့။အဲ့ဒါလိုပါပဲ။ကိုယ့်ကိုမှီပြီးရက်နေတဲ့ဘဝတွေအတွက်ကျမလဲကျလို့မဖြစ်ဘူး။မိမသားတို့အတွက်ရှင်ယွန်းမျက်ရည်လွယ်တဲ့ကောင်မလေးဘာစကားမှမပြောနိုင်ပဲမျက်ရည်တွေကျတတ်တဲ့ကောင်မလေးတယောက်ကို တွေးခဲ့ဘူးယင်ဒါမှမဟုတ် မျက်ရည်လွယ်တဲ့ကောင်မလေးချောင်းကိုတည်ခြင်းရင်ဒီစာလေးကိုစုံအောင်ဖတ်စေခြင်း ਨੇ နာကျင်မှုကိုပြဖို့စကားတွေက မစွမ်းနိုင်တော့တဲ့အခါမျက်ရည်တွေကျတဲ့တာကိုအရင်ဦးဆုံးနားလဲပါငိုတန်လိုက်တာလို့အရင်ဆုံးအဖြစ်တွေမတင်ပါနဲ့ဘသူကမှမျက်ရည်တွေကျလောက်တဲ့အထိမနာကျင်ကျင်ကြပါဘူးကျမလည်းမနာကျင်လိုဘူးလေစကားတွေပြောကျင်ပါရဲ့နဲ့နှုတ်ခမ်းဝါကိုရောက်မလာတဲ့အဖြစ်တွေဟာပိုလို့တောင်ဆိုပါသေးတယ် စကလုံးတွေသုံးပြီးပောက်ကွဲပြစ်လိုက်ရင်တက်တာသွားမယ်ဆိုပေမဲ့အဲ့လိုပောက်ကွဲခွေမရှိတဲ့ဘဝတွေမှာမျက်ရည်တွေခိုးပြီးကြာရပါတယ်။ထစ်ခနဲ့ရှိမျက်ရည်ပဲကျနေတာပဲတဲ့လား။စကလုံးတစ်လုံးချင်းကိုကအစလုတ်ရက်သေးသေးလေးကိုကအစရာရာကိုဂယူးဆိုင်နေပြီးတော့ရာရာမှာနာကျင်ရတာကသဘာဝပါ။စကားတွေပြောခြင်းပေမဲ့ရှိတဲ့အတိုင်းပြခြင်းပေမဲ့နားလည်လာမှာမဟုတ်ဘူးဆိုတဲ့အတွေးတွေကတော်တော်လေးစိုးတယ်။ နားထောင်ဝေးတတ်တဲ့နားတစုံကလည်းရှားတယ်လေတကယ်လို့တစုံတစ်ယောက်ကသာတကယ်ကိုနားထောင်ပေးတက်ခဲ့ရင်စကားတွေအများကြီးပြောဖြစ်ပြီးမျက်ရည်တွေကျလာရမှာမဟုတ်ဘူးအခုတော့ရာရာကိုရင်ပတ်ထဲထည့်သိမ်းထားပြီးခံစားရတဲ့အဖြစ်ကနှင့်လွန်အားကြီးပါတယ်မျက်ရည်ဆိုတာနာကျင်မှုကိုပြဖို့အကောင်းဆုံးအရာပါပြီးတော့မျက်ရည်ဆိုတာမခံမရနိုင်အောင်နာကျင်လာတဲ့အခါမှကြာတတ်တာပါ ဒါကိုနားလည်မပေးနိုင်ရင်နေအရင်ဆုံးငိုနေတဲ့လူတယောက်ကိုမျက်ရည်လွယ်လိုက်တာထစ်ခနဲရှိမျက်ရည်ပဲကြပြနေတော့တာပဲဆိုတဲ့စကားတွေနဲ့မထိုးနှက်ပါနဲ့တကယ်ဆိုသူလဲဘယ်ငိုချင်ပါမလဲလူတိုင်းပျော်ကျင်ကြတာကြီးပါဒီလိုပဲဘဝမှာပျော်အောင်နေနေကြတဲ့ကြာကမပျော်ရတဲ့အဖြစ်တွေကများတယ်လေကိုဘဝနဲ့ကိုနဲ့ရှင်ပြီးလူတိုင်းကိုဝေဖန်တတ်တဲ့အကျင့်လေးရှိရင်လဲပြင်ပါကိုကနေနိုင်ပေမဲ့သူကမနေနိုင်သေးတာလဲဖြစ်ရင်ဖြစ်မယ် ကိုကပေါ့ပေါ့လေးလို့သဘောထားပေမဲ့သူကအလေးနဲ့ထားနေတာလည်းဖြစ်ရင်ဖြစ်မယ်။ပြောစရာစကားတွေရှိပေမဲ့ပြောနိုင်တဲ့အင်အားတွေမဲ့သွားတဲ့အခါကျမဘာစကားမှမပြောဘဲမျက်ရည်ကျတတ်ပါတယ်။မိမသားတို့အတွက်ရှင်ယွန်းအချစ်ပဲဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ် အပေးများသွားရင်လူပေးမှားသွားရင်တံမိုးတွေမဲ့သွားတတ်တယ် ကိုဘလောက်ပဲစေတနာထားထားနားမလဲတဲ့သူနဲ့ကြုံဘူးခဲလိမ့်မယ်။ကိုဘလောက်ပဲချစ်ချစ်တန်မိုးမထားတဲ့သူနဲ့တွေ့ဘူးလိမ့်မယ်။အဲ့ဒါအပေးများသွားလို့ဒါမှမဟုတ်လူပေးမှားသွားခဲ့တာပါ။အပေးများသွားတယ်ဆိုတာက ကိုစီကနေတောင်းစီရမလို့ပဲမျက်နာလေးညှိုးလာယုံနဲ့ဂိယူဆိုင်ပေးခဲ့မိတာတွေလည်းပါတယ်။အမားတွေရှိလာတဲ့အခါတောင်းမှန်စီရမလို့ခွတ်လွတ်ပေးခဲ့မိတာတွေလည်းပါတယ်။ပြီးတော့ချစ်လားလို့မမေးဘဲနဲ့ ချစ်ပြခဲ့မိတာတွေပါတယ်။အများရန်ရနေတဲ့အခါလူတွေဟာတန်မိုးမသိဖြစ်သွားတတ်တာဟာလည်းသဘာဝပဲလေ။တန်မိုးထားစရာမလိုဘူးလို့ထင်သွားတတ်ကြတာများတယ်။လူပေးမှားသွားတဲ့အခါတဲ့တိတ်ကိုထက်မြက်ပါတယ်ဆိုတဲ့မိန်းကလေးတွေတောင် အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာကြရှုံးတတ်ကြတယ်။ဒါပေမဲ့ကိုညံ့ခဲ့တာမဟုတ်ဘူး။တစ်ဖက်ကတိတ်ကိုတော်လွန်ခဲ့တာပါ။ ချစ်ပြခြင်းအောင်ဆောင်တဲ့နေရာမှာလင်ညာမဲမသိအောင်ပြီးရခဲ့ယုံမကတကယ်ချစ်တယ်လို့ထင်ရလောက်တဲ့အထီကိုတရုတ်ဆောင်တွေကောင်းခဲ့တာလေရုပ်ရှင်လောကမှာမှမဟုတ်ပဲတကယ်ဘဝတွေမှာပါအကယ်ဒမီတွေပေးလို့ရရင်ကျမကိုနာကျင်စေခဲ့တဲ့ရှင်ကိုအဲ့ဒီအကယ်ဒမီပေးခြင်းနဲ့အချစ်ပဲဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ် အပေးများသွားရင် လူပေးမှားသွားရင်တမိုးတွေမဲ့သွားတတ်တယ်မမေ့နဲ့မိမသားတို့အတွက်ရှင်ယော မာနလေးထားကြည့်ပါသူမခေါ်ရင်ကိုလည်းမခေါ်ပဲနေနိုင်တဲ့မာနလေးထားကြည့်ပါလို့ကျမပြောတဲ့အခါပထမဆုံးတွေးကြတာကဝေးသွားမှာပေါ့တဲ့အဲ့ဒီအတွေးတွေကြောင့်ပဲနာကျင်ခံစားနေရတာလေဝေးသွားမှာဆိုလို့မချစ်တော့မှာဆိုလို့ပြစ်သွားမှာဆိုလို့ဆိုတဲ့တောကတွေနဲ့မာနတွေဘလောက်ခွာချခဲ့ပြီးပြီလဲတွေးကြည့်ပါ နောက်ဆုံးကိုပဲဒံရရီနဲ့တယောက်တည်းကြံခဲ့တာပဲရှိတယ် တကယ်မချစ်ခဲ့တဲ့သူအတွက်တော့လမ်းခွဲဖို့အကြောင်းပြချက်မျိုးစုံရှိနေနိုင်တာပဲလေအတွေးတွေအများကြီးနဲ့ကိုကိုကိုမတက်ပြစ်လိုက်နဲ့လေအတွေးတွေများရင်အေးရပြက်မယ်အလုတ်ပြက်မယ်တဘာဝတရားကြီးကတော့ဒီတိုင်းလဲပက်နေတာပါပဲကိုကဘာနဲ့ကိုရင်ထဲမှာပဲဒဏ်ရာတွေပြည့်နေနေမှာလေဘဝမှာပြောအောင်နေတတ်ချင်ရင် ကို့အတွေးတွေကိုအရင်ဆုံးဂရုစိုက်မှရမယ်တေလောက်အောင်ချစ်နေပါစေမိမမာနာဆိုတာလေးတော့နည်းနည်းလေးဖြစ်ဖြစ်ထားပါ စပြီးချစ်ကလေးကအဆုံးထိချစ်ကြမယ်လို့တွေးတတ်တဲ့ကိုရဲ့အချင်းကအားနည်းချက်ကြီးဖြစ်မသွားစေနဲ့ငါဘာလို့လို့သူခွတ်လွတ်နေမှာပဲလို့တစ်ဖက်သက်တွေးသွားတဲ့အခါကိုကိုပြန်ဆာနာဖို့သတိမရတတ်ကြတော့ဘူးနှလုံးသားကိုအလိုလိုက်မှားတဲ့အခါဥပမာဆူဆူကောင်းကောင်းသူမသူဆိုတာတစ္ဆာလို့လူတွေကပြောကြတယ်တကယ်တမ်းလက်တွေ့မှာကို့ပေါ်တစ်စက်မှမကောင်းလဲဖက်တွယ်ထားတာပဲမဟုတ်လား လူတယောက်ကိုနားလာရဲ့ယုံနဲ့တသက်လုံးထွက်မသွားတော့ပါဘူးလို့တွေးတတ်တဲ့အတွေ့လွယ်တကူလေးယုံကြည်တတ်တဲ့စိတ်လေးဖြောက်ပါသူတော်မှစမခေါ်တာကိုလည်းမခေါ်ပဲနေမယ်ဆိုတဲ့မာနလေးနည်းနည်းလေးပဲထားကြည့်ဝေးသွားမှာပေါ့လို့တွေးမိတဲ့အခါတကယ်လို့ဝေးသွားကြတယ်ဆိုရင်ဝေးသွားတယ်လို့ပဲမှတ်ယုံပဲရှိတော့တာလေတစ်ဖက်သက်ဝေးသွားခြင်းစိတ်လေးသာမရှိရင်မရမကဆက်သွယ်လာမှာပဲဆိုတာလေးသိထားဖို့လိုတယ်မိမသားတို့အတွက်ရှင်ယွန်း ရင်ဘက်ကြီးနဲ့ရင်မီချစ်တက်ခံစားရတဲ့အကျင့်ကိုပြင်ပါလူတယောက်ကိုဘေးနားလာရက်ယုံနဲ့တသက်လုံးမထွက်သွားတော့ဘူးလို့ထင်နေတဲ့ကောင်းမလေးတယောက်မဖြစ်စေချင်တော့ဘူးဧည့်သည်ဆိုတာအချိန်တန်ရင်ပြန်သွားမှာညှော်လင်းချက်တွေကိုအသေးချာကြီးစုပ်ကင်ထားပြီးမှညော်ရနူးနူးပြန်လာနူးနူးနဲ့ဒဏ်ရာတွေမကြံစေချင်တော့ဘူးဘဝတစ်ခွေဆိုပေမဲ့လူပေါင်းများစွာနဲ့ကြုံတွေ့နေရတာလူတိုင်းဟာကိုယ်တွေ့တဲ့ကလို့မဖြူစင်ကြဘူး လူတိုင်းဟာကိုယ်စေတနာတွေနဲ့မထိုက်တန်တတ်ကြဘူးတချို့တလီလောက်တာကိုယ်ရင်ဘက်ထဲကစကလုံးတွေကိုကြားသိနိုင်တယ်မြင်တတ်ကြတယ်ကိုချင်းစာပေးကြလိမ့်မယ်အဲ့လိုလူမျိုးကလည်းကိုယ်အနားမှာရက်နေတဲ့လူတရာထဲမှာမှတယောက်ပါဖို့ခက်တယ်လီကိုသာအတက်နိုင်ဆုံးဖြူစင်ကိုယ်သာတက်နိုင်တာထက်ပိုပေးဆက်ပြီးမှနှုတ်ဆက်ခွင့်မရှိတဲ့လမ်းခွဲချင်းတွေဘလောက်များကြုံတွေ့ခဲ့ပြီးပြီလဲ။ စကလုံးလေးတစ်လုံးကအစအကြည့်တွေအစုံအရာရာမှာရင်ဘက်ကြီးနဲ့မှတ်ပြီးရင်ဘက်ကြီးနဲ့ခန်းစားနေရတာအနာတရညာလွန်းလှပါတယ်ဖြစ်နိုင်မယ်ဆိုရင်ဖြစ်နိုင်ရင်ပေါ့အပေါ်ရင်လေးမှန်းသိရင်ကိုယ့်ဘက်ကလည်းခန်းစားချက်တွေမပါစေနဲ့ခဏတာမှန်းသိရင်ခဏမှပြောင်းအောင်နေလိုက်အနာဂတ်ထိတည်မလာနဲ့အလိုက်တင်လေးခေါ်ပြောဆက်ဆံနေမှန်းသိရင်ကိုယ့်ဘက်ကလည်းရေလိုက်ငားလိုက်လေးပြန်ဆက်ဆံလိုက် မေတ္တာပေးရင်မေတ္တာပြန်ရလာလိမ့်မယ်ဆိုတော့လောကနိယာမဟာတခါတရံတော့မှားတတ်ပါတယ်။ကိုယ့်ဘက်ကစေတနာမှန်ရင် ရောင်ပြန်လာလိမ့်မယ်ဆိုတာကောပေါ့မေတ္တာပဲပေးပေးစေတနာပဲထားထားနားမလဲတဲ့သူက နားမလဲတာပဲကိုယ့်ဘက်ကသာဘာကြောင့်လဲဆိုတော့ဖြေမရတဲ့မိကွန်းတွေနဲ့ပေါ်ပြလို့မရတဲ့ဒဏ်ရာတွေနဲ့ကြံခဲ့ရတာလေ။ရာရာတိုင်းမှာကိုယ့်လိုပဲတွေးလိုက်မယ်ထင်နေဆိုတော့ကလေးအတွေးတွေရက်ပြီးနေရာတကာ စိတ်ခံစားမှုကိုအလေးတာတတ်တဲ့အကျင့်လေးကိုဖျောက်ပါ ရင်ဘက်ကြီးနဲ့ရင်မီချစ်တဲ့ခံစားရတဲ့အကျင့်ကိုပြင်ပါဒီလောက်ပါပဲဒီလိုဆိုဘဝမှာနေလို့ပျော်လာလိမ့်မယ်မိမသားတို့အတွက် ရှင်ယွန်းကျမအရင်ကလိုမဟုတ်တော့ဘူးကျမအရင်ကလိုမဟုတ်တော့ဘူးအရာရာပြောင်းလဲလာပြီလို့ခေါင်းစဉ်တက်ကြတယ်ဘာကြောင့်လဲဆိုတော့မိကုံးတွေကဘယ်သူမှမမေးကြဘူး ဟုတ်ပါတယ်။ကျမအရင်လိုမဟုတ်တော့ဘူး။ကို့ပေါ်အပေါ်ယံလေးပဲပေါင်းတတ်တဲ့လူတွေအပေါ်ကျမအပေါ်ယံလေးပဲပြန်ပြီးဆက်ဆံတတ်နေပြီ။လူအကြောင်းပေါင်းမှုမှသိတာတဲ့။ကြာကြာပေါင်းလေမကောင်းမှန်းပိုတိလာလေပဲ။မကောင်းမှန်းသိလို့မပေါင်းမဲနေလိုက်တာပါ။ပြောင်းလဲလာတာမဟုတ်ဘူး။စိတ်တက်မကောင်းလို့ဝေးဝေးကရှောင်လိုက်တဲ့သဘောပါပဲအချစ်နဲ့ပတ်သက်ပြီးလဲအရန်ကြီးမတွေ့တာမမျော်လင့်ထားမိတော့ဘူးအရန်ကြီးမချစ်ပြတော့ဘူး အရင်ကလိုဘဲသွားသွားဘာလုံးလုံးနေရာတကာဝင်ဝင်မပါတော့ဘူးမချစ်တော့လို့မဟုတ်ဘူးအရင်တုန်းကလိုမနာကျင်ကျင်တော့တာပါနည်းနည်းလေးစင်ကျင်လိုက်ရုံပါကို့အားနေချက်တွေဒဏ်ရာတွေလူတကာကို လိုက်ပြဖြစ်တဲ့အကျင့်လည်းမရှိတော့ပါဘူးအရင်တုန်းကဆိုကိုထိကိုက်နာကျင်ရတိုင်းဖွင့်ပြောလိုက်ရမှတတောင်တတာရှိသွားတတ်တာလေအဲ့လိုဖွင့်ပြောလိုက်ခြင်းကပိုပြီးနာကျင်စရာကောင်းမှန်းတဖြည်းဖြည်းနားလေသဘောပေါက်လာတာပါ လောကမှာဒဏ်ရာကိုစေကုပေးမဲ့ဆရာဝန်တွေထက်စားဖြူမဲ့လူတွေပိုများမှန်းတည်လာတာပါ။ရင်နှုံးကလိုကိုဒုက္ခဖြစ်တိုင်းဘသူလက်ကို ပြေးဆွဲရမလဲလို့မတွေးတော့ဘူး။ကိုလဲကြသွားတဲ့အခါကိုနာကျင်နေရတဲ့အခါကိုကိုတိုင်းပဲထူမှပြီးကိုကိုတိုင်းပဲနှစ်သိမ့်တတ်နေပါပြီ။လူတွေပြောကြသလိုကျမပြောင်းလဲလာတယ်ဆိုတာထက်နည်းနည်းလေးစင်ကျင်လိုက်ုံပါ။ရာအလုံးကိုရင်ဘတ်ထဲထည့်မထားတော့ဘူး။ ကို့ဘဝအတွက်တဖန်ပြန်တွေးပြီးတော့ပေါ့ပေါ့ပါပါလေးနေထိုင်စပြုလာတာပါကို့အတွက်ရေးမပါတဲ့လူတွေကို စိတ်ထဲမထားတော့ဘူးအရာအလုံးပြုတ်သိပ်ထဲ့ထားတဲ့နှလုံးသားကတဖြည်းဖြည်းပင်ပန်းလာလို့နည်းနည်းပါးပါးလွတ်ချတတ်လာတာပါကျမပြောင်းလဲလာတယ်ဆိုတဲ့ခေါင်းစဉ်တွေပဲတက်တယ်ဘာကြောင့်လဲလို့ဘသူမှမေးခွန်းမထုတ်ကြဘူးသူတို့ကြောင့်ဆိုတဲ့အဖြေကိုသူတို့ကိုယ်တိုင်သိနှင်ပြီးသားဖြစ်နေလို့နေမှာပါနောက်ဆုံးတော့ကျမပြောင်းလဲတက်ခဲ့ပါပြီ ြောင်းလဲနိုင်ခဲ့ပါပြီမိမသားတို့အတွက်ရှင်ယွန်းတချို့အရာတွေကနှစ်ခါပြန်မရတတ်ဘူးမှန်တစ်ချက်ကိုပြစ်ပေါက်ပြီးခွဲလိုက်ပါအစိမ့်စိမ့်မွားမွားကြေမွားသွားလိမ့်မယ်အဲ့ဒီမှန်စားတွေကိုကောက်ပြီးတစ်ခုချင်းတိတ်နဲ့ပြန်ကတ်တာပဲဖြစ်ဖြစ်လုပ်ကြည့်ဆက်ရင်ဆက်သွားလိမ့်မယ်ဒါပေမဲ့အရင်လိုပြန်လိုချင်လို့မရဘူးကျမရဲ့စိတ်တွေကလည်းဒီမှန်ချက်နဲ့တူတယ်တခါနာကျင်ရပြီးသွားတဲ့အခါ အရင်လိုပြန်ဖြစ်ဖို့မလွယ်တော့ဘူးတောင်းပန်ပါတယ်ဆိုတဲ့စကားတွေနဲ့ပြန်ဆက်ခြင်းပေမဲ့အမရွတ်ကတော့မြင်နိုင်နာတယ်လေမစွတ်လွတ်နိုင်ခဲ့လို့ခွတ်လွတ်ခဲ့ုံမှာအရာရာကိုမိပြောက်သွားတတ်တာမဟုတ်ဘူးဒါကိုနားလေသဘောပေါက်ဖို့လိုတယ်အတိတ်ကိုကြီးဘာလို့နောက်ကျောင်းပြန်လှည့်နေရတာလဲလို့မေးရင်အတိတ်ကကျမကိုခုထက်ထိနာကျင်စေလို့ပါဖြစ်နိုင်ရင်ကျမကပိုလို့တော်သတိမရခြင်းသေးတယ်ခတ်တာကအခုချိန်ထိအနာတွေမကျက်သေးတာပါပဲ ပျော်အောင်ထားနေပြီလေဆိုတာကချုပ်ယိုးတက်တက်ပဲအတိတ်ကဒဏ်ရာတွေကိုအပြီးတိုင်ခြေဖြတ်လိုက်ဖို့ထိမလွယ်တတ်ဘူးဆက်ပြီးတော့ရှိနေခြင်းမှရှိနေပါအရင်တုန်းကကျမကိုပြန်လိုချင်နေတယ်လို့တော့မရတော့ဘူးရှင်းအောင်ပြောရရင်အရင်တုန်းကလိုခက်တုံတုံမိမကိုဘယ်တော့မှပြန်ရလာတော့မှာမဟုတ်ဘူးအရင်ကထက်အေးဆက်ခြင်းအေးဆက်နေလိမ့်မယ်ဂယုဆိုင်ခြင်းမှစိုက်မိတော့မယ်အရင်ကလိုချစ်သေးပေမဲ့ အရင်နှုံးကလိုမရှိမဖြစ်မဟုတ်တော့ဘူးမရှိလဲဖြစ်အောင်သင်မေးပြီးမှတော့အရင်လိုပြန်နှွေးထွေးခြင်းလို့မရတော့ဘူးကျမကိုနားလဲပါအရင်နှုံးကအတိတ်တွေကို ပြန်မတွေးပဲအရင်နှုံးကလိုရှင့်ကိုချစ်နေခြင်းနဲ့စိတ်တွေရှိပေမဲ့အရင်နှုံးကပြန်မဖြစ်နိုင်တော့တဲ့အခါကျမကိုနားလဲပါတဘာဝတရားကြီးတွေထဲမှာနှစ်ခါပြန်မရတဲ့အရာတွေအများကြီးရှိတတ်ပါတယ်ခုကြတော့အဲ့ဒီအရာတွေထဲမှာကျမလည်းတစ်ခုအပါဝင်မော့ မိမသားတို့အတွက်ရှင်ယွန်းမကောင်းမှန်းသည့်လဲပေါင်းပါတယ်သူ့လိုအပေါ်ရံပဲပေါ့မကောင်းမှန်းသည့်လဲပေါင်းပါတယ်သူ့လိုအပေါ်ရံပဲပေါ့ဒီလူမကောင်းလို့မပေါင်းဘူးဆိုတာမျိုးလုပ်ရင်ကျမဆက်ဆံရေးတိတ်ညံ့သွားမှာပေါ့ကောင်းသည်ဖြစ်စေမကောင်းမှုဖြစ်စေကျမပေါင်းတယ်ကျမပေါ်ကောင်းတဲ့လူကိုတော့စိတ်နဲ့ကိုနှစ်ပြီးတော့ပေါင်းတယ်သူကောင်းတယ်လို့ကိုလည်းပြန်ကောင်းနိုင်မှုစူးစမ်းတယ် အတက်နိုင်ဆုံးယူသားတယ်ပြီးတော့ပေါင်းသင်းဆက်ဆံရေးကိုရေရှည်တည်တံ့ဖို့ယုံကြည်မှုတည်ဆောက်တယ်ကို့အပေါ်မကောင်းတဲ့လူကြတော့သူကအပေါ်ယံဆိုရင် ကို့ဘက်ကလည်းအပေါ်ယံပဲသူ့ဘက်ကပြုံးပြတဲ့အခါကို့ဘက်ကပြန်ပြုံးပြဖို့လည်းဝင်မလေးဘူးစိတ်ထဲမှာတော့တိတ်တိတ်လေး blacklist ထည့်ထားတယ်အလိန်ညာမန်းတိလည်းမတိသလိုပဲနားထောင်ပေးတယ်တစ်ဖက်ကအပင်မန်းခံပြီးလိန်ညာနေရတာကိုကျမကသွားပြီးကြီးလိုက်ရင်တစ်ဖက်လူကိုအားနာစရာတွေဖြစ်ကုန်ပါလေ ဘာမှမသိသလိုပဲငြိမ်ငြိမ်လေးနားထောင်နေလိန်နေမန်းတည်နေတာပဲကိုကိုကိုစင်ကျင်လို့ရတာပဲလေဒီလိုပါပဲကျမတို့ပတ်ဝန်းကျင်မှာတရားမှာတယောက်စိတ်ရင်းနဲ့ပေါင်းတက်တဲ့မိတ်ဆွေဆိုတာတဖြည်းဖြည်းနဲ့ရှားလာခဲ့တယ်။အဲ့ဒီကြားထဲမှာမှဒီလူကမကောင်းဘူးမပေါင်းဘူးဆိုတာမျိုးသွားလို့ရင်တယောက်ထဲအထီးကျန်ပြီးပြင်းစရာ ကောင်းနေလိမ့်မယ်။ဒါကြောင့်မကောင်းမှန်းသိပေမဲ့လည်းပေါင်း ကိုပေါင်းစိတ်ခွာနည်းနဲ့ဖြစ်ဖြစ်ရေးလိုက်ငားလိုက်လေးပဲဖြစ်ဖြစ်ပေါင်းပေါ့သူကအပေါ်ရန်ဆိုရင်ကိုလည်းအပေါ်ရန်လေးပဲပေါင်းပေါ့အဲ့လိုမျိုးမှမဟုတ်ရင်ပေါင်းသင်းဆက်ဆံရေးတိတ်ညံ့သွားလိမ့်မယ်မိမသားတို့တွေ့ရှင်ယောကျမမျက်ရည်တွေနဲ့ရေးခဲ့တော့ဖွင့်ဟဝန်ခံချက်ကျမဒီစာကိုရေးဖို့မျက်ရည်တွေအများကြီးရှင်းခဲ့ရတယ်အချိန်တွေအများကြီးရှင်းခဲ့ရတယ် သင်ငန်းစာပဲယူယူအပြင်းပြေပဲဖတ်ဖတ်ဒါကျမရဲ့ဖွင့်ဟဝန်ခံချက်တစ်ခုပါခေါင်းစဉ်ထက်တက်ရရင်မိန်းမသားတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ပေါ့လူတယောက်ကိုချစ်မိတဲ့အခါအဲ့လူရဲ့အချစ်ကိုအကုန်လိုချင်တယ်ဒါမိန်းကလေးတယောက်ရဲ့အတ္တပါ view စိုက်တာ အလေးထားတာအင်တန်လိုချင်တယ်ဒါပေမဲ့ကိုပြောပြမှလိုက်လုပ်ပေးတာမျိုးကြတော့မလိုချင်မြန်တော့ဘူးဒါကိုအပြောင်းလဲမြန်တယ်လို့ခေါင်းစဉ်တက်ကြတယ်မဟုတ်ဘူး ငါ့ကိုဂယူးဆိုင်ပါလားဆိုတဲ့အတိနဲ့ကြည်နူးချင်မိတဲ့စန္ဒပါပြက်စဲမယ်လမ်းခွဲမယ်မကြခဏပြောတတ်တယ်ဒါမချစ်လို့မဟုတ်ဘူးကိုအဲ့လိုပြောတဲ့အခါတောင်ဖတ်တွေထားပါလားဆိုတဲ့ပျော်ရွှင်မှုလေးလိုချင်တာပါကျမအလုတ်လုတ်ပါငွေရှာပါဆိုပြီးအမြဲတွန်းအားပေးနေတာကျမငွေမက်လို့မဟုတ်ဘူးငါချစ်သူအဲ့လိုတော်တာဆိုပြီးကြွားချင်တာကျမအတိုင်းဝိုင်းမှာရှင့်ကိုမျက်နာမငယ်စေချင်တာကျမအတွက်ငွေမလိုပါဘူး ရှင်မဲလိုပါတယ်။ကျမအမားသေးသေးလေးကအစအပြစ်ရှာတတ်တဲ့ကျမတိတ်ချစ်တဲ့ရှင်ကိုကျမကိုယ်တိုင်ပဲပြောမယ်။တခြားတစ်ယောက်ကပြောလာတဲ့အခါကျမမခံနိုင်ဘူး။အဲဒါကြောင့်မဲအမားသေးသေးလေးကအစစင်ကျင်စီကျင်တာပါ။စလိတ်မတောက်ပါနဲ့အရက်မတောက်ပါနဲ့ညနေတဲ့အထိမနေပါနဲ့ဒါတွေကိုချုပ်ချယ်တယ်လို့ထင်တယ်။စလေးအရက်တောက်တဲ့အခါအသက်တိုးစေတယ်တဲ့ကျမကအနာဂတ်တွေအထိ ရှင်းလက်ကိုဆွဲကျင်တာလီ အိုအောင်မင်းအောင်ပေါင်းပြစေဆိုတဲ့စုကျမပြည့်ကျင်ခဲ့လို့ရှောင်စေချင်တာပါကျမရင်ထဲကအရှိကိုအရှိအတိုင်းကိုမချွေးမချံပဲအမှန်တိုင်းပြောပါတယ်နားလေတာနားမလဲတာကတော့ရှင့်ပိုင်းပေါ့ကျမရှင့်ကိုချစ်တယ်မင်းမသားတို့အတွက်ရှင်ယွန်းချစ်ချင်းဖြစ်တာရှိခဲ့တာပါချစ်ချင်းဖြင့်သာချီခဲ့တာပါလူတယောက်ကိုချစ်မိလာတာနဲ့အမျှ အနောက်မှာပိုင်ဆိုင်ခြင်းနဲ့အတ္တတွေကပ်ပြီးပါလာတတ်တာသဘာဝတွေထဲကသဘာဝတစ်ခုပါဒီအထဲမှာမှပို့ပြီးချစ်မိတဲ့သူ ပို့ပြီးအဆုံးရှုံးမခံနိုင်တာက ပို့ပြီးတာတာပေါ့အချစ်ပေးဆက်ခြင်းလို့အတိတ်ပဲဖြစ်ကြတဲ့သူတွေလည်းရှိတယ်။သူတိတိဖြစ်စေမတိဘူးဖြစ်စေချစ်နေရခြင်းကသာအချစ်လို့ခေါင်းစဉ်တက်ကြတဲ့သူတွေလည်းရှိတယ်။ကျမခံယူချက်တော့အတ္တနဲ့နဲ့ဆန်ကောင်းဆန်နိုင်ပါတယ်။သို့တော့ ကိုချစ်ရကျင်နာရတဲ့သူကိုဘဝတည်းကထွက်မသွားစေချင်တာကတော့လူတိုင်းနဲ့ခံစားချက်ချင်းတူမှာပါဒါပေမဲ့ကျမသူ့ပေါ်ချစ်ချင်းမြတ်တာတစ်ခုတည်းနဲ့ခြီးခဲ့မိတာပါ မိမမာယာဆိုတဲ့အရာကို ကျမမသိနားမလည်ခဲ့သလိုကျမထုတ်ပြီးတော့လည်းမသုံးတတ်ခဲ့ပါဘူးစိတ်ထဲမှာရှိတဲ့အတိုင်းကိုခံစားခဲ့ရတဲ့အတိုင်းဘာမှုသားမှမပါပဲအယိုးသားဆုံးလေးဝန်ခံခဲ့မိတာပါ ကျမမှာအားနည်းချက်တွေရှိလာတဲ့အခါ လမ်းပြလေမလားဆိုတဲ့စိတ်လေးနဲ့ဝန်ခံခဲ့မိတယ်။ကျမမှာအမားတွေရှိလာတဲ့အခါမာနတွေမထားပဲတောင်းပန်ခဲ့မိတယ်။အချစ်ကိုကိုးကွယ်တတ်တဲ့မိန်းမမဟုတ်ပေမဲ့အချစ်နဲ့ပတ်သက်ရင်နည်းနည်းလေးတော့အကဲပူတတ်ပါတယ်။စိတ်ပူတာစိတ်မချတာတွေလည်းပူတယ်။ဒါပေမဲ့အဲ့ဒီစိတ်ပူတာတွေစိတ်မချတာတွေအနောက်မှာဆုံးရှုံးရမှကြောက်တဲ့စိတ်လေးတစ်ခုတည်းပဲရှိခဲ့တာ။ကျန်တဲ့အရာတွေဘာဆိုဘာမှမရှိခဲ့ဘူး။ကျမ ချစ်ချင်းနဲ့ပဲခြီးခဲ့တာပါဒါပေမဲ့ကျမချစ်ချင်းတွေကိုနားမလည်ခဲ့တဲ့လူနဲ့ပဲစုံစည်းခဲ့တာကလည်းကံကြမ္မာပါအတ္တကြီးလိုက်တာနေရာတကာပါတယ်ဆိုတဲ့ခေါင်းစဉ်တွေတက်ပြီးမင်းကိုတော့နားမလည်နိုင်တော့ဘူးဆိုတဲ့စကလုံးတွေအနောက်မှာအမဲအချစ်ရေးကံမကောင်းတတ်တဲ့ကောင်းမလေးတယောက်ပေါ့ဒီအတွက်ဝမ်းမနေမိသလိုဘာနောင်နာမှလည်းမရှိခဲ့ပါဘူးကျမဘဝမှာကိုယ့်ဘက်ကတတ်နိုင်သလောက်ဖြူစင်ခဲ့သလို ကိုပေးနိုင်တဲ့မေတ္တာတွေလည်းပေးခဲ့ဘူးပါတယ်။တစ်ဖက်က နားလဲတာနားမလဲတာယူတတ်တာမယူတတ်တာကတော့ကျမနဲ့သက်ဆိုင်တဲ့အရာမဟုတ်တော့ဘူးလေ။မိမသားတို့တွေရှင်ယွန်းဟုတ်ကဲ့ပါရှင်။စောင်းလေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြရစီနော်။နားစင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။ဒီစောင်းလေးကလေလက်ဆောင်ရထားတာရှင်။အဲ့ဒါနဲ့ဒါလေးမဖက်ရသေးဘူးဆိုပြီးတော့မှဖက်ပြလိုက်တာပါ။ အာပထမဦးဆုံးစပယ်တဲ့အခါမှာခွင့်တောင်းမှုအတွက်ကြံခဲ့လို့ပါရှင်ဒီရှင်ယွန်းရဲ့ကိုကိုကိုလဲတနာပါအောင်ဆိုတဲ့စာအုပ်လေးကိုဖတ်ခွင့်ပြုပါရန်တက်ဆိုင်သူများအားလုံးကိုခွင့်တောင်းအပ်ပါတယ်ရှင်